။တဆူကအင်ရှမရနဲ့ဘောလီဘောဆော့နေပြီးဆော့နေတော့မှမျက်နှာကိုဘောလုံးမှန်သွားပါပြီ။အကောင်လုံးကနားနေကြတော့အင်ရှမတယောက်ကလည်းတခြားအသင်းကသူတို့တွေနဲ့လေးချင်ပွဲတစ်ပွဲဆော့ဖြစ်မှာကိုပြောနေတော့လူမိုက်လူလူအဖွဲလိုက်တဲ့လူတွေကရောက်လာပါပြီ။သူတို့တွေကဘီယာဖွဲဖြစ်တာကိုပြောပြီးမိတ်ဆက်လိုက်ကပြန်ပွဲဆော့ကြတဲ့အခါမှာတော့တဆူနဲ့အင်ရှမတွေကလည်းတက်နိုင်တယ်လို့ကြိုးစားခဲ့ပေမဲ့ဘီယာဖွဲကနိုင်သွားပါပြီ။ဆော့ပြီးတဲ့အခါသူတို့တွေကလည်းဆော့ကြတဲ့အထိမ်းမန်းနေနဲ့တပုံရလိုက်ကြပါပြီ။နောက်နေ့မှာတော့မီကိုကအလုဆော့ဆင်းလာကြောင်းအင်ဂျန်နေပြီးလမ်းမှာရောအာလူကြော့ဆိုင်တဆိုင်မှာတဆူကိုတွေ့လိုက်ပါပြီ။တဆူကဆန်ရှင်ကိုဝတာကက်သလစ်ဂျော်နီမေးကြည့်နေပြီးမ ီကူနဲ့ပြန်နေတော့သူကနောက်ဆုံးတိုက်ပွဲဝင်ရတော့မယ်ဆိုကစိုင်နှံဝင်နေပြီသူလိုချင်တာပေးဖို့ပြောနေပါမီကူကတာဆူကိုမတင်ကဖြစ်နေပေမဲ့တာဆူကအကောင်လုံးကဒစိကောင်စုနေရဖြစ်ပြီးမဲနိုင်မှာဖြစ်တာကိုပြသလိုက်ပါတာဆူကလည်းသူ့ဒစိကောင်စုထားတာကိုပေးလိုက်ပြီးတတရားစုဖြစ်တဲ့ဖုံဆုံးဆက်ကိုလိုချင်နေပေမဲ့မဲနိုင်တဲ့အခါမှာတော့အမွေပွားအယုတ်ပဲရလိုက်ပါဆာရှင်ကလည်းတာဆူကကတ်ဆိုးသွားတာကိုပြောနေပေမဲ့တာဆူကသူ့မိမအပြုံးကိုတွေးရရင်ရပြီလို့ပြောနေတော့သူ့မိမမူကူကအပူလေးလုံးလုံးလို့ထိုးပေးလိုက်ပါတနေ့မှာတော့မီကူရဲ့မိဘတွေကအိမ်လာလေတာကြောင့်တာဆူကလည်းလက်ဖက်အိမ်နဲ့အရှုပ်ပွဲကိုရှက်ပြန်ပေးနေပြီမီကူရဲ့အမေကတော့ ော့သဘောကျနေပါတယ်။မိကူရဲ့အဖေကတော့စကားပြောကိုစကားလမ်းကြောင်းအမျိုးမျိုးစပါပဲ။တဆူဖြီတာတွေကတောက်တလွဲတွေပဲဖြစ်နေရကြောင်းစကားလမ်းကြောင်းကအဆင်မပြေပဲ။နောက်ဆုံးကတော့ဘောလုံးဖန်းနဲ့ဆော့ပြစ်ကြပါတယ်။ Telegram မှာ AnyDraw99 လို့ရိုက်ချပြီးမမဝမချီလို့ရနိုင်တဲ့ Enemy Series အပြင်နာမည်ကြီး O Enemy Series တွေဖြစ်တဲ့ Dragon Ball, Bleach နဲ့ Hunter x Hunter ကို T-shirt နဲ့မှ free သွားကြည့်လို့ရပါတယ်။ ဘာလုံးဆောက်ဖို့သွားနေတော့မီကူရဲ့အဖေကအရင်ကအကြောင်းကိုတွေးနေလားအဲတော့ကတုတ္တမီကတဆူကိုခေါ်လာခဲ့တာကြောင့်သူကအကြောက်လုံးကြီးစမ်းပြစ်မှာတော့ခွေလဲသွားခဲ့ရပါတယ်ဒီလိုနဲ့ဆောက်ကြတဲ့အခါတဆူကဘောလုံးကိုဖမ်းပြီးလာလာပေးနေရကြောင်းမီကူရဲ့အဖေကလည်းဘောလုံးဖမ်းနှံကစားတာကတဆူနဲ့ယင်းနီအောင်လုတာမျိုးဖြစ်တာကိုပြပြပြီးအခုလို့ဆော့နေရင်မင်းပြောချင်တာအကုန်ပြောလို့ရတာကိုပြောလိုက်ပါတဆူကလည်းဆော့နေရင်သူ့စီဘောလုံးရလာတဲ့အခါအတကုံပြစ်လိုက်ပြီးမီကူရဲ့အဖေကတော့ဘောလုံးရဲ့အရှင်ကြောင့်လွတ်ထွက်ပြီးတစ်ပင်နဲ့တိုက်မိသွားပါတယ်တနေ့မှာတော့မီကူအိမ်ပြန်ရောက်လာတဲ့အခါအိမ်ကတဆဆီဖြစ်နေရကြောင်းမေးကြည့်ရတဲ့အခါတဆူကလည်းပိုးရတစ်ခေါက် ောင်းကျမ်းနေတာကိုပြပြလိုက်ပါတာဆူကလက်မရွယာကူစာဆိုပေမဲ့ပိုဟာတော့တေးထွန်းအောင်ကြောက်ပါတယ်ဒီလိုနဲ့ပိုဟာကတာဆူရဲ့ရင်ဘတ်ပေါ်ရောက်သွားပြီးတာဆူကလည်းပိုဟာကိုရိုက်တက်လိုက်ဖို့ပြောပါတယ်မိကူကလည်းရိုက်တက်လိုက်ပေမဲ့ရိုက်တာကမျက်ခွက်ဖြစ်နေပြီတာဆူကလည်းပိုဟဲကြောက်တဲ့အမွှေးစီထွန်းလိုက်ကနှစ်ယောက်သားအဆင်ပြေသွားပါတယ်တနေ့မှာတော့တာဆူကမာဆာနဲ့အတူဈေးဝယ်နေပြီတာဆူကတော့သူ့ရဲ့ရက်ွက်ထဲကကလေးလေးရဲ့ခရစ်မတ်ပါတီအတွက်ဆန္ဒလိုဝင်နေပါတယ်တာဆူကကလေးလေးရှိရဲ့နေရာကိုရောက်သွားတဲ့အခါအကုန်လုံးကိုလိန်မာကြလာဆိုပြီးမင်းနေပေမဲ့မင်းရဲ့ပုံစံကလူမိုက်အထာဖြစ်နေရကြောင်းကလေးတွေလည်းလန့်နေရပါတယ်တာဆူကလက်ဆောင်ပေးမှကိုပြောတဲ့ ကကလေးတွေကလည်းအယုတ်တွေလိုထင်ပြီးဝမ်းသာနေပေမဲ့စားစရာတွေဖြစ်နေကြကြောင်းလက်ဆောင်ကိုအစားကတော့တိတ်မကြကြပေမဲ့မုံမျိုးစုံကိုတွေးတဲ့အခါမှာတော့စိတ်ကြောင်းသွားကြပါ ်မိကူကအလုတ်ဆင်းပြီးလို့အိမ်ပြန်ရောက်လာတဲ့အခါတဆူကလည်းသူ့မိမကအခုတက်လို့နောက်ကြပြီအလုတ်တွေနဲ့ပြင်ပန်းနေရကြောင်းစိတ်သက်သာရရအောင်ခင်းမျိုးစုံပြင်ဆင်ထားပါတယ်သူ့မိမကစားတော့ပြီးတဲ့အခါတမယာကြီးဖြော်တက်လိုက်ပြီးအနှိမ့်ဆက်တွေနဲ့မိမကိုပြုစုနေကမိကူကတော့ချင့်သားမရတာကြောင့်နေရာခတ်နေပါတယ်မိကူကအနှိမ့်ဆက်ကထွက်လာတဲ့အခါဝမ်းသာနေပြီးရှီရှိုးနေကတဆူကတော့အနှိမ့်ဆက်တွေကိုတုံးကြည့်တဲ့အခါအနှိမ့်ဆက်တွေနဲ့အဆင်ပြေနေပါတယ်တနည်းမှာတော့တဆူကဇေဝဲထွက်နေတော့တိုရီဂိုင်းအဖွဲ့ခေါဆောင်ရဲ့မိမဟီဘာရီနဲ့တွေ့ပါတယ်ဟီဘာရီကလည်းတဆူကမတည်မျိုးနှကားဆိုတာတန်းသိလိုက်ပါတယ် တာဆူကလည်းဟီဘာရီကပါလို့စူပါမားကတ်မှာအလုံးလုံးနေရတယ်လို့မေးလိုက်တဲ့ကဟီဘာရီကသူ့ယောက်ျားဆုံးသွားခဲ့ကဂိုင်းဖွဲ့ပြက်စီသွားတာကိုပြောပြကဟီဘာရီကတလွဲလုံနေရကြောင်းတာဆူကလည်းလိုက်ပြင်ပေးနေပါရဲ့ငွေရှင်းတဲ့ကဟီဘာရီကလည်းတာဆူကအခုဘာဖြစ်သွားပြီလဲလို့မေးတဲ့ကတာဆူကအင်ဂျင်နီဖြစ်သွားတာကိုပြင်ဆင်လိုက်ပါတယ်တာဆူကလည်းဟီဘာရီကအမားပါပြီပြက်စီတစ်ခုကိုနှစ်ခါစကန်ဖတ်မိတာကိုပြောတဲ့ကဟီဘာရီနဲ့သူမရဲ့လူတွေကဒူးထောက်တောင်းပန်နေပြီးအမားပြင်ပေးလိုက်ပါတယ်တနေ့မှာတော့မာဆာကတာဆူရဲ့မင်းရဲ့အတွက်တာဆူရဲ့အိမ်ကိုရောက်လာကမီကူကလည်းကြိုဆုံနေပါတယ်မာဆာကလည်းအိမ်ကိုကြီးတဲ့အခါရှုပ်ပါနေရကြောင်းကူညီပေး းနေပါတယ်။နီကူကဟင်းရှက်တဲ့ကတောက်တလွဲလုံနေပြီးမန်ဆာကလည်းပြက်ပြက်ပေးဖို့လုံနေပေမဲ့မရပဲနောက်ဆုံးမှာတော့နှစ်ယောက်လုံးကအရှုံးပေးသွားပါတယ်။တာဆူကအိမ်မေရောက်လာတဲ့ကအကုန်လုံးဖြစ်ပျက်နေတာကိုတွေ့လိုက်ပြီး ူမိမကိုဒီလိုဖြစ်အောင်လုပ်တဲ့ပစ္စည်းတွေကိုလက်စားရှိတဲ့အနေနဲ့တန့်ရှင်းလုပ်ပေးလိုက်ပါတယ်ဒီလိုနဲ့မွေးနေ့ပွဲကျင်းပနေပြီကတ်ဆူကလည်းအကုန်လုံးကရှုပ်ပွားနေရင်တော့သူတို့နှစ်ယောက်ကအကောင်းဆုံးကြိုးစားခဲ့တာကြောင့်ဝန်တာတာကိုပြောနေပြီမီကူနဲ့မဆာကလည်းနေကမျက်မှန်နဲ့လက်ဆွဲလက်ဆောင်ပေးလိုက်ပါတယ်တနေ့မှာတော့တာဆူရှိတဲ့ပန်းရံတွေကိုသူ့အရင်ကိုင်းကဘော့စ်ကလာတွေ့ပြီသူကလည်းယာကူဇာလုပ်တာကနေနားလိုက်တာကိုပြောနေကပြောစရာစကားရှိလို့လာခဲ့တာကိုပြောပါတယ်တာဆူကသူ့ဘော့ရဲ့ခွေးအတွက်သူကိုယ်တိုင်ရှုပ်ထားတဲ့အဝတ်တစ်ခုပေးလိုက်ပြီသူ့ဘော့စ်ကလည်းစကားပြောချင်တာကမသိမျိုးနှကားကိုပြောချင်တာလို့ပြောလိုက်ပါတယ်ရုပ်ရည်တာဆူရဲ့အင်ဂျင်နီယာချင်းတွေကခွေးနဲ့ရောက်လာပြီအ င်ကြီးနှားချင်းအန်နီတွေကလည်းတဆုရဲ့ boss ကိုကနည်းနည်းလေးပိန်တာကိုပြောတဲ့ကဘော့စ်ကလည်းသူ့ကိုကတိတ်မစားဖြစ်တာကိုပြပြလိုက်ပါတယ်။တဆုကတော့အဆင်ပြေအောင်လုပ်ပေးလို့ရတာကိုပြောပြီးအင်ကြီးနှားချင်းတွေဝယ်လာတဲ့ gas oil နဲ့အစာပလာကိုခွေးတက် special ဟင်းချက်ပေးလိုက်ပါတယ်။ခွေးကတော့တဆုရဲ့လက်ရကိုကြိုက်ပြီးအတကုံစားနေကဘော့စ်ကအစကတော့တဆုကိုရောက်ကစားအဖွဲတဲ့ပြန်ကော်ကိုရောက်လာတာဖြစ်ပေမဲ့တဆုကအရင်လိုမိုးတော့တာကိုတီးလိုက်ရတဲ့ကအဖွဲတဲ့ပြန်ခေါ်တဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးဘာမှမပြောတော့ပဲထွက်သွားပါတယ်။တနေ့မှာတော့တဆုနဲ့မီဂူရိုကဈေးဝယ်ထွက်နေတော့ polyq အစီအစဉ်လုပ်နေတာကိုတွေ့လိုက်ရပါတယ်။ပွဲစဉ်စဉ်သူကလည်း polyq တွေကိုကူပြီးရင် ဖို့အတူတူရိုက်လို့ရမှာကိုပြောပြီးလက်ဖောင်ခိုင်းတဲ့အခါမိကူကဓာတ်ဖို့အတူတူရိုက်ရှင်ပေမဲ့စင်ပေါ်မတက်ရဲပဲဖြစ်နေပါတယ်။တာဆူကလည်းသူ့မိမအတွက်လက်ထောင်လိုက်ပြီးပွဲစီစဉ်သူကတော့တာဆူရဲ့ရုပ်ကလူတက်မဲ့ရုပ်ကြီးဖြစ်နေရကြောင်းကြောက်ပြီးရွေပေးလိုက်ပါတယ်။စင်ပေါ်မှာတော့တာဆူကလည်းနှစ်ယောက်ထဲကဘသူကရန်စတာလဲလို့မေးတဲ့အခါဖောလစ်ကျူရီကလည်းလူစိုးကိုကူတုံကယူရီရဲ့စိတ်ထဲမှာမကောင်းတဲ့စိတ်မျိုးရောက်လို့ပြီးစုပ်ယူပစ်တာကိုပြပြကတာဆူကတော့နှစ်ဖက်လုံးကရှာလိုက်ရှာလိုက်နဲ့မပြီးတော့မှကြောင်းနှစ်ဖက်လုံးကိုလက်ဖက်ရည်တိုက်ပြီးငင်းငင်းယူခိုင်းနေပါတယ်။အကောင်လုံးကတော့တာဆူရဲ့လုပ်ရကြောင်းဘာပြောလို့ပြောမှမသိဖြစ်ကုန်ကြပါတယ်။တနေ့မှာတော့မာဆာကသူ့ငွေချင်းစ ီကရတဲ့ microwave ကိုပြလိုက်ပြီးတဆူကတော့ microwave ကိုကျွေနေပါတယ်တဆူကလည်း microwave နဲ့မဟုတ်ဘူးတူတတတွေကဂျုံထုတ်လိုက်ပြီးမာဆာနဲ့အတူဂျုံဖက်လုပ်နေပါတယ်ဒါပေမဲ့မာဆာကပစ္စည်းတစ်ခုယူနေတော့ကျိုးနဲ့ချော်လဲမိပြီး microwave ကပျက်စီးသွားပါတယ်မာဆာကလည်းသူ့လုပ်တာကိုတောင်းပန်နေပြီမဲ့တဆူကတော့ထမဲအိုးနဲ့မုတ်ဆက်ပုတ်နေပြီးမုတ်မှမျက်နှာနဲ့နှာခေါင်းတွေဆွဲကမာဆာကိုပေးလိုက်ပါတယ်ဒါပေမဲ့မုတ်ကပူလို့နာကြောင့်မာဆာကလွတ်ကျသွားပါတယ်နောက်နေ့မှာတော့တဆူကအဝတ်လမ်းနေတော့သူ့ဘေးအိမ်ကမိခိုးတွေထွက်လာတာကြောင့်အ мян သွားကြည့်တဲ့အခါမှာတော့အခန်းထဲမှာအသားကင်စားနေတာပဲဖြစ်ပါတယ်တဆူကလည်းဝင်စားနေပြီးအခန်းထဲမှာမိခိုးမှုတွေမှု ်လာတာကြောင့်မိတက်လိုက်ကတာဆူကလည်းဘောကပါလို့အခန်းထဲမှာအသားကင်စားနေရလဲလို့မေးလိုက်ပါဘောကလည်းသူ့အင်ကအစားစားကိုလွမ်းတာကြောင့်အသားကင်စားနေပေမဲ့အရသာမတူတာကိုပြပြနေကတာဆူကအပြင်မှာတေချာကင်ပြပေးနေပါရုပ်ရည်ရဲရဲရောက်လာတဲ့ကတာဆူကအသားလာလူစားမှကြောက်လို့ရဲရဲကိုတတ်ထားပြီးဘောကိုကင်ထားတဲ့အသားကိုစားပြလိုက်ဖို့ပြောနေပါဒါမှမဟုတ်ကင်ထားတဲ့အသားကတိတ်မကျက်သေးတာကြောင့်ဘောကမစားတတ်ဖြစ်နေပါနောက်နေ့မှာတော့မိကူကပျော်ဝဲလွယ်ကင်တစ်ခုကိုတွားရတဲ့လက်မှတ်ရတာပြီးတာဆူကလည်းအစားကတိတ်သဘောမတူပေမဲ့နောက်ဆုံးမှာတော့တော့ဖြစ်သွားပါတယ်သူတို့တွေကလက်ကွင်းနဲ့တပ်ပုံရနေကြပြီးတာဆူကတော့လက်ကွင်းနဲ့က စားကွင်းနဲ့ပို့လို့တာကိုတွင်းနေကလေကွင်းထဲမှာရှိသမျှဟာတွေအကုန်လုံးလိုက်လုံနေပါတယ်။ဒါပေမဲ့ဗိုက်စာလာတဲ့အခါတာဆူကဝယ်စားရင်ဈေးမတရားကြီးရကြောင်းမုတ်တွေချိုးလာတာကိုပြပြနေကနှစ်ယောက်သားမုတ်အတူတူစားနေကြပါတယ်။မုတ်စားနေုံတာဆူကလည်းသူငယ်ုံကလူမိုက်လုခဲ့ရတာကြောင်းအခုလိုကစားကွင်းနေမလာခဲ့ရတာကိုပြပြကမိကူကိုကျေးဇူးတင်နေပါတယ်။ရုတ်တရက်မိုးရွာလာတာကြောင်းသူတို့တွေကလည်းမုတ်ခုနေပြီ။မိုးကမတိတ်တာကြောင်းအိမ်ပြန်သွားပြီ။ညာရီတဲ့တိမိုးကမတိတ်ပဲဖြစ်နေပါတယ်။သူတို့တွေကအားတဲ့အခါကန်းကြီးကိုအပျော်ခီးထွက်ကြပြီးခဲသေးစားနေတော့တာဆူကဗောလီဘောနဲ့ထိသွားပါတယ်။ဒါပေမဲ့ဗောလီဘောဆော့တဲ့သူတွေကတော့ဘီယာဖဲကလူတွေ ပဲဖြစ်ပြီးသူတို့နိုင်သားတွေကအဖြစ်ပြက်ကိုပြောပြီးရနေကြကမကြေကွဲနှုတ်လို့ရတာကိုပြောနေပါတယ်။တဆူကတော့အေးစစ်စစ်နေနေပဲမယ်။မီကူကဒီတိုင်းပဲအရှုံးပေးမှလာဆိုပြီးတဆူနဲ့အတူဘီယာအဖွဲ့နဲ့ဗောလီဘောပြတ်ဆော့နေပြီ။နောက်ဆုံးမှာတော့တဆူကအကွက်လှလှနဲ့အနိုင်ယူနိုင်လိုက်ပါ යි ။